Hello ဒီနေ့ vlog ကြတော့ Amazing Tea တလောမေစင်ဝင်ထားတဲ့အင်ဂျီတွေကို Amazing ဆောင်းပြမှာဖြစ်ပါတယ်။ဒီလိုမျိုး try vlog မလုပ်တာလည်းကြာရည်လားလို့အဲ့တော့ Amazing vlog ကိုအဆုံးထိကြည့်ရှုလိုက်ပါ။ပထမ outfit အနေနဲ့ Amazing Zara နေဝယ်ထားတယ်။အဲ့ဒါလေး Amazing နဲ့တူဆောင်းပြကြည့်ကြမယ်။ Amazing Zara နေဒီလိုမျိုးကုတ်လေးဝယ်ထားရပါတော့။ဒီကြောင့်ရှင်ဒီလိုမျိုးအပန်းရောင်စကက်လေးဝယ်ထားရ။ Oh so cute ။ဒီကြောင့်နည်းနည်း office type ဖက်လေးတွားလို့ရတယ်။ခူး type ဖက်လေးတွားလို့ရတယ်ပါ။အဲ့ဒါလေးဒီစကက်လေးဝယ်ထားတယ်။အဲ့ဒါလေးစောင်းချင်တယ်။ဒီ outfit ်ဒီ outfit အသေးလာရဲကြည့်ပါဦးတော့ classic look ဖက်ကိုရောက်တယ် Zara blazer ကြီးဆိုအရန်တိုက်တယ်ကြည့်လိုက်တာနဲ့က expensive look လေးရတယ်သူရဲ့ texture တွေကစကွာအရန်ကောင်းတယ်ပါဒီ look ကိုပွဲတက်ပဲဖြစ်ဖြစ် business woman အနေနဲ့ဝတ်ချင်တာဖြစ် is very compatible အဲ့ဒါတော့လာရဲကြည့်လိုက်ပြီးမေဂျန်ဒီစကတ်ကိုအရင်ကြိုက်တယ်ဒီစကတ်ကကျတော့ formal လည်းဝတ်လို့ရတယ် informal လည်းဝတ်လို့ရတယ်ဟောဒီလား ဒါကဒုတိယ outfit ဖြစ်ပါတယ်ဒီ outfit ကကျတော့ပေါပေါပပတငယ်ချင်းတွေနဲ့အပြင်သွားတာလို့ပြောမလားလုံးဝ very clean ကွာလူတို့လည်းပို့ပြီးနှုတ်ပြိုသွားပြီးတော့ဆွဲဆောင်မှုရှိရဲ့ look လို့ထင်တာပဲဒါအရန်ကြိုက်တယ်ဒီ sweater creamy အရောင်ကိုလည်းအရန်ကြိုက်တယ်ဒီဒီနောက်ပိုင်း Zara ဒီလိုမျိုး skirt တွေကိုအရန်အတက်ကြနေတယ်။ဘာဖြစ်လို့လဲဆိုတော့ 3S skirt တွေကအတွင်းထဲမှာဒီလိုမျိုးဘောင်းမီတစ်ထပ်လည်းပါတယ်။ပြကြလို့ရှိရင်ဝေးရတာလည်းအရန်ပေါ့ပေါ့ပေါ့ဖြစ်တယ်။နောက်မှာကျတော့ဒီလိုဘောင်းမီနဲ့ပေါ့နော်။ ။နောက်ထပ်အရာကကျတော့ဆွဲသားကြီးပေါ့နော်။ဘယ်ကနေဝယ်ထားလဲဆိုတော့မင်းစ Polaroid Lauren Angie ကြီးအရှက်အရင်ကြိုက်နေတယ်။ Polaroid Lauren Angie ကြီးကိုမင်းစခုနထဲလောင်းတည်ဝယ်ထားတယ်။ထမတဲ့အနေနဲ့ကြာတော့ဒီအပြာရောင်ဆွဲကြလေးဝယ်ထားတယ်။ UK လို့အခုလို Spring Weather မှာဒီဒီထဲနဲ့ဆိုရင်အပြင်တွိုင်းတုံတော့ယူပေါ့နော်။သူ့ကြာဂျင်းမောင်းမီနဲ့ဝင်ပို့လာတယ်ပေါ့ပေါ့ပါပါလေးပေါ့နော်။ဒါပေမဲ့ဒီအပြာရောင်ကကြာမျက်နှာကိုနည်းနည်းမဲစီတလိုမျိုးခံစားရတယ်။အသားတော့မဆောင်ဘူးပေါ့နော်။ တထဲကကြတော့ခုနဒီဇိုင်းတို့မှာသူကအဲနောက်တရောင်ပေါ့နော်သူ့ရဲ့ logo ကလည်းအဖြူရောင်ပဲအပြောင်းကကြတော့ navy blue လို့ခေါ်မယ်ဒီရောင်ကတော်တော်လေးအသားဆောင်နေလို့မေးစင်ခံစားရတယ်။ဒီစင်းမျက်နှာတော့ဝင်းသွားစီရကွာခုနအပြာရောင်နဲ့ရှင်းလို့ရှင်းတယ်ပထမကွေးရဲ့ favorite color အပန်းရောင်ပေါ့နော် second favorite color currently က navy blue ဖြစ်နေတယ်အာအရင်လား ဒီရင်ကြီးဆိုရှင်လည်းကိုရမလေးတွေဝတ်တာတွေ့ပြီးတော့မင်းစံကြိုက်လို့ဆိုမျိုးဝယ်ဖြစ်သွားတယ်နော်ဒီ Colorab Lauren ရဲ့အင်ကြီးကိုကြိုက်တာကသူ့ရဲ့အင်ကြီးကဝတ်လိုက်လို့ရှင်ရင်လူကိုပုံရှင်းကြော့ပြီးတော့ Omni type ပဲရောက်စီရယ်ပြီးကြောက်ရင် Classic type ပဲရောက်စီရယ်ကွာမင်းရ scan နဲ့ဒီ engineer နဲ့ Premium လိုက်တော့ on the go look လို့ရတယ်ပေါ့နော်ဒီဒီဇိုင်းကိုကြိုက်တယ်အပြာနဲ့အဖြူနဲ့ ကြောထားတာလေးကြိုက်တယ်။တိုင်းမင်းစင်တင်းကြီးပဲနဲ့ချီးွားလို့ခံစားရတယ်။တိတ် fit မဖြစ်ဘူးလို့ခံစားရတယ်။ Oh my god ဒီအယောင်တော်တော်ကြီးနဲ့ chemical လို့နဲ့ဒီနေ့စပင်းအယောင်နဲ့ပဲ like နေလို့လားမသိဘူး။ I feel like it's so look nice on me. အာတည့်လို့ကွာအဖြူရောင်နဲ့ဆိုပုံလာပါတယ်။အမဲရောင်ဆိုရင်တိတ်လောက်မဟုတ်ဘူးကွာ။အာတော်တော်လားတော်တော်ချိန်တယ်။ Holograph Lauren အင်ဂျီကိုရိုးပြီးတော့တောသူနဲ့တူရပြောလဲ That's fine Holograph Lauren ဝတ်ပြီးတော့ခက်ချီချီတောသူဆံပလိုက်မယ်ဒီအင်ဂျီဘရာဘယ်လောက်ထိယူလဲဆိုလို့ရှိရင်ဒီဇိုင်းတစ်မျိုးနဲ့ကိုအယောင်မျိုးစုံဝင်ထားတယ်။ Oh my god. မင်းဒီဆွဲတော့ဘာလို့ကြိုက်လဲဆိုတော့သူကကြ V shape ပုံစံလေးပေါ့နော်။ V shape နေရာလို့ပို့ပြီးတွတ်တွတ်လက်လက်လေးဖြစ်စေရဲ့ ီရားကြလိန်ကိုတောင့်တောင့်အောင်လောကအရာကိုဦးစားပေးပြီးဝင့်ချင်တဲ့အချိန်ဆိုလို့ရှိရင်မင်းစဒီအရာလေးပေါ့မယ်ဒီအရာနဲ့ပြီးအောက်ကအအဖြူရောင်ဂျင်မောင်းပြီနေဆိုရင်လည်းတော်တော်လိုက်မဲ့အရာပေါ့နော်အသားဆောင်သားဆိုလို့ရှိရင်မဆိုးဆောင်တယ်လို့ပြောလို့ရအောင်ပေါ့နော်တွေ့ရ logo ကကြတော့လိန်ပေါ်ပေါ်မှာလောကအပြာရောင်ပေါ့နော် dark blue အရာလေးသူ print လုပ်ထားတယ်စကတ်အမဲမြောင်တိတ်မလိုက်ဘူးဖန်ထားတယ် ဒီနေ့စမ်းပြသွားသမျှအယောင်တွေထဲမှာမေစင်ဒီအယောင်ကိုအရန်ကြိုက်တယ်မေစင်အပိုင်းဝင်တွေထဲမှာဒီလိုမျိုးဒါပါခေါ်မလား candy pink လို့ခေါ်မလားဘယ်လိုခေါ်မလဲ baby pink လည်းမဟုတ်ဘူးเนาะမေစင်ဗီဒီယိုမတိုက်တော့အိန္ဒိယတော်တော်တွန့်နေတယ်ဒါကြတော့ free style ပုံစံပေါ့เนาะဒါပေမဲ့သူ့ကိုဒီလိုမျိုးချီချင်လဲရတယ်ချီပြီးတော့ဘောင်းမီတော့ပဲဝယ်ချင်ဘောင်းမီဝယ်တော်တော်လိုက်တဲ့အယောင်ပေါ့နော်ဒီအယောင်ကတော်တော်လေးလူကို fresh ဖြစ်စေတဲ့အယောင်ပေါ့နော်ကန်းချီသွားတဲ့အချိန်လဲဒီအယောင်ဝင်ရင်တော်တော်လာတယ် ပေါ်ပေါ်ကအပေါ်ကနေထပ်ဝင်လဲလာပါတော့တရင်ကြီးကကျတော့အပေါ်က crop top လေးပေါ့အောက်ကဂျင်မောင်းမီအသိုးပြီးအပေါ်ကဒါလေးထပ်ပြီးရင်ကန်းချေပါအိုးမရောက်ပိုက်နေကောက်ကွချောက်တွင်းနေနောက်တစ်စုံကကျတော့ဂျင်ရှက်ကဝင်ထားတဲ့အင်ဂျီလေးပေါ့နော်။တွားကြဒီနားလေးမှာတင်ပင့်တဲ့ဟာကြီးပါပေါ့နော်။ quality တော်တော်ကောင်းတယ်။ ဒါဆိုရင်ဘလောက်တော့ပေါင်90ကျော်ဆိုလို့ရှိရင်3တိတ်နီးပါးလောက်ရှိမယ်တင်တယ်ဒီပေါင်းပြီးလေးဒါပေမဲ့ပေးရတဲ့စိတ်နဲ့တော်တော်လေးတန်တယ်လို့မင်းစင်ခံစားရတယ်အတိအကျအလက်ကင်းတွေဘာဝတ်ထားလို့ရှိရင်ကွာတက်တက်ထုံထုံနဲ့ပြီးရင်လက်ကျင်ခံလောက်ရလဲ comfortable ဖြစ်တယ်လို့မခံစားဘူးပြီးရင်မင်းစင်ဝမ်းဆက်ဖြစ်အောင်လို့ဆိုပြီးအင်ကြီးအမဲရောင်လေးဝယ်ထားအောင်နော်သူ့အင်ကြီးကလည်းတော်တော်လေးဘုလို့ခေါင်းတယ်တော်တော်ကြိုက်တယ်ဒီဝမ်းဆက်ကိုသားကြတော့အပန်းရောင်လိုက်ခင်သူကလည်းဝတ်ထားလို့ရှိရင် comfortable တော်တော်ဖြစ်တယ်။ဒီချင်းချရတဲ့ problem ကဝတ်လိုက်လို့ရှိရင်ဒီနားလေးပါပါတိလာအာရန်ဒီအရန်ချီအောင်ဆိုလို့ပါ ဟိုတော့သူအရန်ပြုတ်လို့မရအောင်နည်းနည်းဆွဲပြီးတော့ဝေးရတယ်ပေါ့နော်။ဟုတ်လို့ရှိရင်တောင်းပါ။ You know what I mean right? အဲ့မဒီတထဲနဲ့ခုနအမဲရောင်နေရှင်လို့ရှိရင်အခုနအမဲရောင်နေစပို့ချိုက်တယ်။ဒါမဲ့လည်းခုနအမဲရောင်ပို့စည်းကြည့်ရပေါ့နော်။ဒီတထဲကကြောက်အောင်မင်းသိမ်းကြော်ပဲလားမသိသေးရ။မင်းစမ်းပြသွားတဲ့ထဲမှာဘယ်တထဲကမင်းစနဲ့အလိုက်ဆုံးလဲဆိုတာလည်းမင်းစကိုမှတ်မိသွားပါတော့။မင်းစရဲ့ဒီနေ့ vlog ကိုလည်းကြိုင်းတက်ကြလိမ့်မယ်လို့မင်းစမျှော်လင့်ပါတယ်။နောက်ထပ် vlog တွေမှာပြန်လည်ဆုံးနေကြမယ်။ Bye bye love you.